ာကားကိုကြည့်လိုက်တဲ့အချိန်မှာကောင်းတော့ကောင်းတယ်ဒါပေမဲ့ဒီဇာကားကပတ်စံမရလောက်ဘူးလို့သူတို့စိတ်ထဲမှာသတ်မှတ်ရင်လည်းယုံမတင်ဘူးအသူတို့သူတို့သတ်မှတ်တဲ့ပုံစံပတ်စံရဖို့အရေးပဲဒီအမှုပညာလောကကလူတွေဒီကားလေးရတော့ quality လေးကောင်းတယ်ဘွာရိုက်ထားတဲ့ဟာလေးရောတကယ်အဆင်ပြေတယ်ဘွာဆိုပြီးယုံတင်ပေးဖို့ဆိုတာသူတို့ကမစင်စားဘူးလက်ရှိပြည်တွင်းမှာကတရေကားနဲ့ပေါ်ကအဲ့နှမျိုးပဲ ြနေတယ်လို့ပြောလို့ရတယ်။ဒီဈေးကွက်ကိုလက်ဝက်ကြီးအုပ်ပြီးလုတ်ပိုင်ခွင့်ရထားတာကမင်္ဂလာအုပ်စုပဲ။ခရစ်တိုရုပ်ရှင်အဖွဲ့အားလုံးနဲ့မှမှဓမ္မဘက်မှပါတဲ့သူတွေကမြန်မာနိုင်ငံမှာရုပ်ရှင် ပြတ်တာခွင့်မရှိတော့ပါဘူးရုပ်ရှင်လည်းပြတ်တာခွင့်မရှိဘူးရိုက်ကူးထုတ်လို့ဘာမှမရှိတော့ဘူးပေါ့ဆော်လန်းချောင်းကပြတ်သွားပြတ်သွားတဲ့အခါကျတော့ကုနိုင်ငံသားတွေမှာရုပ်ရှင်ပြရတယ်ဟိုတေချာအခုကတော့ အဲသူလည်းဒီတော်လိုင်းရဲ့လူပုံမောင်းမားတွေအားလုံးနဲ့အတူတူပါပဲအဲဘရမသူတို့တယောက်မုံပေါ့နော်ဘရမနောက်ပြန်မလှည့်ဘူးအဆုံးထိတောင်းကြပါတယ်အားလုံးပဲမင်္ဂလာပါဒီနေ့ကျမတင်ဆက်ချင်တဲ့အကြောင်းအရာနည်းနည်းလေးတော့လေးနက်ပါတယ်မြမရုပ်ရှင်လောကလက်ရှိနိုင်ငံရဲ့အခြေအနေတွေအောက်မှာဘလို့ရင်းနှီးနေရလဲရှင်သန်ဖို့ဘလို့ရုန်းကန်နေရလဲဆိုတာကိုတင်ဆက်ချင်ပါတယ် လွတ်လပ်မှုရဲ့ပြည်ယုံမြောက်ကိုရီးယားကဖိနှိပ်သက်စနစ်အောက်ကအချုံအောင်တွေဂျာကနိုင်ငံဆိုပြီးနမူနာယူကမြမလူမှုကွန်ရက်မှာတောင်မြန်မာနဲ့မြောက်မြန်မာဆိုပြီးအတုံးတုံးတွေတုံးတုံးနေကြတာကိုတွေ့ရမှာပါဒီယူဆကတော့စစ်အာဏာရှင်စနစ်ကိုထောက်ခံသူနဲ့စန့်ကျင်သူဆိုပြီးအလွယ်တကူခွဲခြားထားပေမဲ့လည်းတောင်ဘက်မှာနေပြီး မြမအရေးကိုနှိမ့်လျူရှူထားတဲ့သူတွေအများကြီးရှိသလိုမြောက်ဘက်မှာနေပြီးရေရိုးတသားစူးစမ်းရုံးကန်နေရတဲ့လူတွေလည်းအများကြီးပါပဲဒီကျုပ်ထွေးရဲ့အခက်ခဲတွေအောက်ကနေပြီးရုပ်ရှင်သမားတွေဘလို့ရုံးကန်နေရလဲဆိုတာကိုကြည့်ကြရအောင်ပါဒီလိုခက်ခဲတဲ့အချိန်တွေမှာတော့မျောလင်းချက်တွေရှင်သန်စေခဲ့တဲ့ရုပ်ရှင်တွေကတော့ Director ကိုပေါ့ရဲ့မတော့မိတော်မုခါရင် Director Christina Key ရဲ့ Non Ever နဲ့ Director Naji ရဲ့ What Happened to the Wolf တို့ဖြစ်ကြပါတယ် ြည်ရုပ်ရှင်တွေကပြည်ပနိုင်ငံတွေမှာပြသခဲ့တဲ့အခါမှာပြည်သက်တွေကယုံပြည့်ယုံရှမ်းကိုအပေးခဲ့ကြပါတယ်။သူတို့အားလုံးကလည်းဓမ္မဘက်ကခံခံမှမှယက်တည်ကြတာ哦။ What happened to the wolf ဆိုတဲ့ရုပ်ရှင်ကိုတောင်မြန်မာကျမ်းဖြစ်တဲ့လန်ဒန်မှာပြသတဲ့အခါကျမတို့ပြည်သက်တွေကို မေးမြန်းခဲ့တာရှိပါတယ်ပထမတစ်ခုကတော့ဘာကြောင့်ဒီရုပ်ရှင်ကိုလာကြည့်ရတာလဲနဲ့နောက်တစ်ခုကဒီလိုအမှုပညာဖန်တီးမှုအားကောင်းတဲ့ရုပ်ရှင်တွေဆက်အနာရှင်လက်အောက်မှာမထွက်လာနိုင်တော့တာလဲဆိုတာပါပဲအချိန်တန်းမှာပဲမြောက်မြမာဘတ်ချမ်းမှာရှိတဲ့လူငယ်ဒရိုက်တာတယောက်ရဲ့မြန်မာနိုင်ငံမှာဘာတွေဖြစ်ပျက်နေလဲဆိုတဲ့ရင်ဖွင့်တန်ကိုဒီဗီဒီယိုမှာညင်တွေ့ရမှာပဲဖြစ်ပါတယ်။ကျမတို့လုံခြုံရေးကြောင့်အတန်အစားထိုးရတာတွေဘသူဘဝဆိုတာပြောပြလို့မရတာတွေကို ပြည်သက်တွေနားလည်ပြီးမယ်လို့ယုံကြည်ပါတယ်။လူတွေကလာကြည့်ကြလဲဆိုလို့ရှိရင် အခြေခံလူတန်းစားတွေအထူးသဖြင့်ဒီအထည်ကျုပ်ဆက်ယုံကသူတွေပေါ့နော်။သူတို့ကနေ့တတူဝါမှာအချိန်ကြာကြီးအလုပ်လုပ်ရတယ်။ဒီနားတဲ့ရက်မှာရည်စရာတွေပဲခံစားချင်တယ်။နောက်တစ်မျိုးအကြတော့ဒီနယ်ကနေပြီးတော့မှရန်ကုန်ကိုအကြောင်းမျိုးမျိုးနဲ့ရောက်လာကြတဲ့သူတွေအဲဘယ်သူတွေ ပိုများလဲဆိုလို့ရှိရင်စစ်ဘေးရှောင်တွေပိုများတယ်လို့ပြောလို့ရတယ်။အခုကရန်ကုန်ကလုံးဝပြောင်းသွားပြီ။လူဟောင်းတွေလုံးဝမရှိတော့ဘူး။လူသစ်တွေပဲ။အဲလူသစ်တွေဆိုတာလည်းခုနကပြောသလိုဒီစစ်ဘေးရှောင်တွေများတာပေါ့နော်။တို့တို့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေကလည်းပါဖြစ်လဲဆိုအကြက်အတဲတွေနဲ့ရုံးကန်ရတဲ့အချိန်မှာတကယ်တွေးတောစရာတွေးခေါ်စရာအရသာရှိတဲ့ကားမျိုးခံစားရတာတဲ့ပို့ပို့ပါပါရင်ထဲမှာကြံတီဖြစ်စေမကြံတီဖြစ်စေဘဝမောပြေသွားမယ်ရီလိုက်မယ်ဟားလိုက်မယ် ခဏအကြောချင်းပြေးသွားမယ်ပြီးပြန်ထွက်သွားမယ်ဇကာရီယာပြန်ထွက်သွားတဲ့အပေါဝါရောက်တဲ့ချိန်မှာဘာမှမကြံလဲပြဿနာမရှိဘူးဆိုတော့အဲလူတွေကလည်းရှိတာ哦ဒါပေမဲ့အဲ့လူတွေနောက်ကိုကြည့်ပဲ တကယ်တော့နှိပညာသမားဆိုလိုက်ရတာမျိုးပေါ့လေရုပ်ရှင်ကစုရီပိုင်ရရဲ့ကျွန်တော်ဒီမြန်မာရုပ်ရှင်တွေနိုင်ငံတကာမှာစုရီရရဲ့လို့ကျွန်တော်မြင်နေတောက်လျှောက်လိုက်မယ်ဒါပေမဲ့ဘာကြောင့်ရရလဲကျွန်တော်နားမလဲဘူးဒါပေမဲ့တဖြည်းဖြည်းနဲ့ဒီကိုဇန်ခီရောအခုကိုဒီကိုနာကြီးရဲ့ရုပ်ရှင်တွေတဖြည်းဖြည်းနဲ့ကြီးကြည့်ပြလာတဲ့အခါမှာသူတို့ရုပ်ရှင်တွေရဲ့ဒီပုံစံကိုကျွန်တော်တဖြည်းဖြည်းနဲ့ကြိုက်လာတဲ့ဒီအတွက်ကိုလာပြီးတော့ခန်းစားရဖြစ်ပါတယ်။မြန်မာ မြန်မာနိုင်ငံမှာဗျာအခုနေနမကြီးနေရဲ့ရုပ်ရှင်တွေတော့စန်တန်နေရဲ့ဒီရုပ်ရှင်ဇာကားကြီးတွေတော့ကြီးကြီးလိုက်ဗျာတံပိုးဆိုတဲ့အရာတစ်ခုမှမရှိအာဒါရောကြီးကြီးလိုက်အောင်နေတယ်ဟိုဒီလိုကားမျိုးတွေဘယ်တော့မှထွက်မလာနိုင်တော့ဘူးစစ်ကောင်စီလောက်မှရှိနေသေးသေးဘယ်လိုမှဖြစ်မလာနိုင်တော့ဘူးဆိုတာသိတာပါတယ်ဒီပြိတ္တနဲ့ဒီဈေးကွက်ပဲရှိတော့ထုတ်လုပ်သူတွေကလည်းပိုးကားပဲအဓိကထားရိုက်တော့တယ်ဒီနေရာမှာရုံးပိုင်ရှင်တွေရဲ့အခန်းကဏ္ဍကိုလည်းပြောပြခြင်းနဲ့ ယုံပိုင်ရှင်တွေကလည်းသူတို့ပြသပေးမဲ့ကားမှာနေတိုးပါလားမြင့်မြတ်ပါလားခင်လိုင်ပါလားဘယ်တစ်တော့ဆယ်လီပါလဲအဲ့ဒါတွေပဲအဓိကထားမိတယ်အဲ့ဒါတွေပိုင်းတေချာပေါ့ယုံတည်ပေးတယ်ဒီရုပ်ရှင်ယုံနေသည်အစိုးရရဲ့ယုံနေကနေမှအာရှင်မုံဘူးပဲဘူးလောက်ဘာမှမဟုတ်တဲ့အခကြီးငွေနဲ့အစိုးရကိုအခွန်သွင်းသွင်းရတယ်ဗျာတကယ်တမ်းကျတော့သမရယုတ်ရှင်ရုံရဲ့ဝင်ငွေကအများကြီးပဲဗျာတကယ်သူပေးရတဲ့ အဲအမောင်းကနည်းနည်းလေးပဲဗျာရှင်းပြောရင်အဲဘလောက်မှမရှိဘူးသူ့ရဲ့ယုံတွေကအည်တွက်ကထားလိုက်30ဆိုပေမဲ့ထိုင်ကုန်ကြတော့အည်တွက်ကအများများတယ်လေအဲများတဲ့အတွက်လဲဝင်ငွေရဖို့ရလဲကြတော့လဲများတယ်နောက်ပြီးလို့ရှိရင်အဲသူ့ရဲ့ banking မှာလဲဒါသက်ဆိုင်ရာပိုင်းရာဆိုင်ရာတွေရှိတယ်ဗျာအဲပြီးလို့ရှိရင်လဲအဲသူကနှိရှိလာများဒီရုပ်ရှင်လုပ်ငန်းရဲ့အဲဂူရူကြီးပုံစံမျိုးနဲ့ အဲဖြတ်တန်းလာလာရှိတယ်ပြီးတော့သူ့ရဲ့ network ပေါ့သူ gain ထားတဲ့ network ရှိတယ်ပေါ့လေအဲ့ခါကျတော့ဒီယုံရှင်ကအစိုးရကနေလဲနှစ်ပြဲနှစ်ပြဲတပြားပေးရတဲ့ယုံကားကားနဲ့ဗျာဟိုအခွန်ဆိုလဲအများကြီးကင်းလို့ခွန်နေအများကြီးရလာတာဗျာပြီးလို့ရှင်ရှုံးပါတယ်ဆိုတာမျိုးကလည်းအမြဲတမ်းစဉ်းပြမှာပေါ့ဗျာအဲ့တော့ तू ကအစီအသားကြီးပဲယူထားတယ်။ဟုတ်ရှင်ကဆိုရင်ဟိုတမူခွဲ ခွဲခြားသွားတဲ့လူရှင်တခုလို့ပြောနိုင်ပါတယ်။ကျွန်မကတော့ဒါဒုတိယအကြိမ်ကြည့်ခြင်းပေါ့နော်။အဲ့တော့ကျွန်မကြိုက်လို့ပြန်ကြည့်တာရှင်။ဘာဖြစ်လဲလဲဆိုတော့သူဇလန်းကျော်ရွာမင်းကလေးနှစ်ယောက်ကတန်ရောစဉ်ပေါ့နော်ချစ်ချင်းမြတ်တာပေါ့။မင်းကလေးနှစ်ယောက်ချစ်တယ်ဆိုတော့မြမယဉ်ကျေးမှုရတိတ်လည်းမခံကျင်ရသေးဘူး။အဲ့တော့ဘာဖြစ်လဲမင်းကလေးချင်းချစ်တာဘာဖြစ်လဲကျမတို့လည်းမင်းကလေးအကြောင်းကထွက်လာတာပဲဒီလိုပဲချစ်ကြတာပဲဟုတ် ရုံမှာလို့တော့လဲမင်းကလေးတွေအချင်းချင်းကကိုချစ်ခင်ကြတယ်လေတန်ရုံးစင်လည်းကြည်ကြတယ်လေအဲ့တော့ဒါမျိုးကားတွေထွက်လာလို့ဘာဖြစ်တယ်လဲပေါ့နောက်ထပ်လည်းထွက်စေချင်တယ်ပေါ့နော်တချို့ရုပ်ရှင်တွေရှိတယ်ရုပ်ရှင်တွေက quality အခြေအနေက quality ကောင်းတယ်ပေါ့ဗျာ concern လည်းကောင်းတယ်အဲ presentation တွေကစသည်ဖြင့်ကောင်းတယ်ပေါ့ဒါပေမဲ့တကယ် star value မပါဘူးပေါ့မပါဘူးဖြစ်တယ်နောက်ပြီးလို့ရှင်လည်း အဲ့တော့ဒီဇက်ကားကိုကြည့်လိုက်တဲ့ချိန်မှာကောင်းတော့ကောင်းတယ်ဒါပေမဲ့ဒီဇက်ကားကပတ်စံမရလောက်ဘူးလို့သူတို့စိတ်ထဲမှာသတ်မှတ်ရင်လည်းယုံမတင်ဘူးအဲ့သူတို့သူတို့သတ်မှတ်တဲ့ပုံစံပတ်စံရဖို့အရေးပဲဒီနုပညာလောကကလူတွေဒီကားလေးရတော့ quality လေးကောင်းတယ်ကွာရိုက်ထားတဲ့ဟာလေးရောတကယ်အဆင်ပြေတယ်ကွာဆိုပြီးယုံတင်ပေးဖို့ဆိုတာသူတို့ကမစင်သာဘူးသူဒီကားယုံတင်သူတို့ပတ်စံအကျိုးများဘယ်လောက်ရမလဲဆိုတဲ့ဟာမျိုးနဲ့ပဲသူတို့ကစဉ်းစားတယ်အဲ့တော့အားလုံးကားတော့ပိုင်ရှင်တွေအကုန်လုံးကမင်္ဂလာမှာရှိတဲ့ ဘိုင်းရှင်ရဲ့အဲမန်နေဂျာရဲ့ကိုဖူးဖူးမှုတ်ပြီးတော့အာအဘအဘတို့ဖေးကြီးဖေးကြီးတို့တွေနဲ့အူအူတို့တွေနဲ့မှထားတဲ့ဟာတွေကနှစ်ရှည်လာများကြာပြီပေါ့လေအဲအခုတော့ဒါပူပူဆိုးသွားပြီပေါ့လေနေမှာရုပ်ရှင်ယုံတွေရှိပေမဲ့စစ်ဘေးတင်နေတာရဲ့အခြားသောအဆင်မပြေမှုတွေကြောင့်ကောင်းကောင်းမလဲပတ်နိုင်ဘူးမန်လေးကလည်းငလင်းထိထားတော့ရုပ်ရှင်ယုံတွေကတော်တော်လေးကိုယုံကန်နေရတယ် ရုပ်ရှင်ဈေးကွက်ကရန်ကုန်တမျိုးတည်းလေပတ်နေတယ်လို့ပြောလို့ရတယ်။ဒီဈေးကွက်ကိုလဝကြီးအုပ်ပြီးလုတ်ပိုင်ခွင့်ရထားတာကမင်္ဂလာအုပ်စုပဲ။သူတို့ကဘလို့လုတ်လဲဆိုလို့ရှိရင်ရတဲ့အကျိုးမြတ်ကိုသူတို့တဝက်ရုပ်ရှင်ထုတ်လုပ်သူကတဝက်ယူတယ်။ဥပမာဗျာရုပ်ရှင်ကားတကားယုံတင်ရင်အဲသူတို့ပြောတဲ့စံချိန်တင်ဝင်ငွေကပထမအပတ်မှာ သိန်း9000ရတယ်။အဲကြလို့ရှိရင်သူတို့ကသိန်း3500ယူတယ်ထုတ်လို့သူကသိန်း3500ရတယ်။အဲ့ဒါကိုသူတို့ကမီတယ်ဆိုပြီးတုံးတယ်။သူတို့ရဲ့တုံးတဲ့စကလုံးတုံးတော့ပေါ့နော်။အဲ့လိုမီမှပဲသူတို့ကနောက်တစ်ပတ်ဒုတိယအပတ်ကိုရှုံတင်ပေးတယ်။ဒါပေမဲ့အဲ့ဒီရုပ်ရှင်ကပထမအပတ်မှာပဲသိန်း9000ပဲရတယ်ဆိုပါစို့။နောက်တစ်ပတ်ပြောက်ွင့်မပေးတော့ဘူး။ မင်းစင်းတော့မင်းရုပ်ရှင်ကမင်းကားကမမီဘူးပေါ့အဲ့လိုပြောတယ်အဲ့လိုစင်ခံလိုက်လို့ရှင်ထုတ်လို့သူဟာဟာရင်တွေပူပြီးတော့တော့ကားရောက်ပြီပေါ့ဗျာဒီရုပ်ရှင်ကိုထုတ်လို့သူက3500ရင်းပြီးရိုက်ထားတဲ့ဆိုပါစို့ဒီတစ်ပတ်မှာပြခွင့်ရတဲ့အတွက်သူ့အတွက်ကအရင်မဲ့ရသေးတယ်3500ဆိုတော့လေအဲ့တော့သူကမင်္ဂလာအုပ်စုကိုရော့မင်း3000ယူ မင်းတို့ရဲ့ target က3,500ဟုတ်တယ်မလားနောက်တစ်ပတ်ကလည်း3,500ရတယ်ဆိုလို့ရှိရင်ဒီ3,000နဲ့ဆိုရင်မင်းတို့ရဲ့ target 3,500ဖြစ်သွားမယ်ဒီလိုလောက်တာကိုဖြည့်တယ်ဆိုပြီးတော့တုံးတယ်အဲ့ဒီ3,000ဘိုလက်မှတ်တွေကိုထုတ်လုပ်သူကတငယ်ချင်းတွေကိုပေးမယ်နောက်တစ်ခါမိတ်ဆွေတွေကိုပေးမယ်နောက် marketing တွေအကြီးကျယ်အတကုံယုံပြီးလောက်ရတော့တာပေါ့ဗျာ အဲ့ဒီလူတွေလောက်ပြီးဒုတိယအပတ်မှာသူတို့ပြောတဲ့မှီတယ်ဆိုတော့ဒိန်ခွန်တော်ပေါ့နော်ထုတ်လို့သူကဒိန်3500ရမယ်ပထမတစ်ပတ်ကဒိန်2500ရထားတယ်ပြီးတော့မင်္ဂလာအုပ်စုကိုဒိန်1000ပေးထားတယ်ဆိုတော့အားလုံးပေါင်းလိုက်ရင်ဒိန်5000ထုတ်လို့သူကရသွားပြီအဲ့တော့သူ့ရဲ့အရင်းကဒိန်2500ဆိုတော့ဒိန်2500ကညက်သွားတယ် အဲ့တော့ပုံမှန်အားဖြင့်ရုပ်ရှင်ကားတကားကနှစ်ပတ်တည်တည်ယုံတင်နေအဲ့ဒီနှစ်ပတ်ကထုတ်လုပ်သူကဖြစ်ရတာလားမဖြစ်ရတာလားအဲ့ဒါပဲကွာတယ်စပြီးတော့ရောင်းကလေးကအစောဆုံးဝယ်ထားလိုက်တယ်ကိုကြိုက်တဲ့နေရာလိုချင်လို့ပေါ့နော်အဓိကတော့တော်လန်ရေးဘက်မှာရက်တည်တဲ့ဓမ္မဘတ်တော်သားအမှုပညာရှင် ဒါဇုံတွဲလည်းဖြစ်တယ်နောက်ပြီးတော့ channel ပါတဲ့သူတွေကလည်းအမှုပညာအမှုပညာရှင်တွေမြင်မဲ့ကိုရီးယားတော်လန်ရေးဘက်မှာရက်တည်တယ်အမှန်တရားကိုရက်တည်တဲ့သူတွေတို့ကြောင့်မလို့အားပေးခြင်းလို့ပါစကားစလက်အောက်ရောက်သွားပြီဆိုတော့ကဒါကအာနာရှင်အုပ်ချုပ်တာလေ တို့ကဒါဆိုရင် ban မယ်ဟိုအဆိုမလုပ်ရဘူးအကုန်လွတ်လပ်ခွင့်နေဆုံးရှုံးသွားတာပေါ့မီဒီယာလွတ်လပ်ခွင့် social လွတ်လပ်ခွင့်အဲ့လိုဆုံးရှုံးသွားလို့လို့ထင်ပါတယ်အရန်နစ်နာပါတယ်ဟိုတော်လိုင်းကြီးကတော်လိုင်းကြီးလည်းမပါတဲ့သူတွေအကုန်လုံးကပြည်တွင်းမှာကျန်ခဲ့ပြီးတို့အမှုပညာကပေါကလောက်ပဲထုတ်လို့ရတာပေါ့အမှုပညာကိုတတ်ခံလိုက်ရတယ်လို့ကျွန်မတို့ယူဆပါတယ်ရုပ်ရှင်ကနိုင်ငံတစ်ခုရဲ့ level တစ်ခုကိုမြင်လို့ရတယ်လို့အမြင်ပြောလို့ရှိတယ်လေရုပ်ရှင်မှာဆိုလို့ရှိရင်စပေးပါတယ်ဂီတပါတယ်ပြီးတော့ဒီ လူတွေနဲ့ဖွဲ့စည်းထားတဲ့လူတွေအများကြီးပဲအလုပ်လုပ်ကြရတဲ့ business ကြီးတွေမှာလုပ်ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီရုပ်ရှင် business ကလေးကိုနိုင်ငံခြားမှာထွန်းကားကြမှာတယ်။ဒါကြောင့်အားလုံးပါဝင်ကူညီပေးပါအားလုံးပါဝင်ပြီးတော့ဒီရုပ်ရှင် market အသက်ကလေးတွေပွင့်လာအောင်အာကူညီပေးပါလို့မြစ်တာရက်ခံပါတယ်။ Writer Christina Key ကလည်းနိုင်ငံခြားမှာရုပ်ရှင်လုပ်ငန်းကို ိုးတက်အောင်စ조사လောက်ဆောင်နေတယ်လို့ပြောသွားတာကိုတွေ့ရမှာဖြစ်ပါတယ်။ Writer Naji ကလည်းသူ့ရဲ့ online streaming platform ဖြစ်တဲ့ 24FM မှာ ရုပ်ရှင်တွေကိုပြသနေပါတယ်။သူကစစ်ကောင်စီနဲ့လုံးဝမပတ်သက်သူအားလုံးကိုသူ့ရဲ့ 24FM မှာလာရောက်ပြသဖို့ပုပ်ပွင့်လင်းလင်းဖိတ်ခေါ်ထားတာကိုမြင်တွေ့ရတော့အတက်မိပါတယ်။တားရီယာမြန်မာပြည်မှာပြခွင့်မလို့ဆိုမရတော့ဘူးပေါ့။ဘာလို့လဲဆိုတော့ဒီစကားစားရဲ့အောက်မှာဒီပြောက်ခွင့်မရတော့ဘူးဆိုတော့ဒီလိုမျိုးအမှုပညာရှင်တွေကိုကျွန်တော်တို့လူမျိုးမှာမအားမပေးရင်အားမပေးလို့မရှိဘူးပေါ့ဆိုတော့ ဒါကျွန်တော်တို့အားကိုအားပေးရမှာနိုင်ငံသားတိုင်းအားပေးရမယ့်ကားမျိုးတစ်ခုပေါ့နော်ဆိုတော့နိုင်ငံခြားမှာရောက်တဲ့လူအားလုံးအားပေးရမှာဒီဘွဲဦးလာဒီနေ့နှစ်ပွဲပြပေါ့နှစ်ပွဲလုံးရုံရှင်ရုံပြေရုံရှင်ဖြစ်တဲ့ကြောင့်ကျွန်တော်အများကြီးလေဂုံယူရဲကိုရင်းဖြစ်ပေါ့နော်ဝန်လဲဝန်တာရဲပေါ့နော်ဒီဘွဲလာကြည့်ကြပါဦးခင်ဗျာဟုတ်အဲ orion ရဲ့ level ကိုဆွဲတင်ပေးရမယ်ကိုကိုတိုင်းကလည်းတသက်ရဲ့ကောင်းကောင်းမွန်မွန်ရဲ့ပုံစံမျိုးလောက်ရတာပေါ့ အားလုံးတော့မျှကြည်ပေါ့ဗျာပတ်စံရမယ့်ကားလည်းရိုက်ပတ်စံ quality လည်းရိုက်ပေါ့ဒီလိုမျိုးပြတချို့တွေကြမဟုတ်ဘူးအဲအဲ့ဒီပတ်စံရမယ့်နောက်ကိုပဲ producer တွေကလည်းဟာတာပဲလုတ်ပေးပါတော့ဘာပဲလုတ်ပေးပါတော့အဲ့ဒါလက်ရှိကားတဲ့အရာဟို Facebook ပေါ်မှာ hot shot ဖြစ်နေတဲ့ဟာတွေကိုပဲရိုက်ကြရင်လည်း quality တွေကညော့လာတယ်မှတ်မှတ်ရရပြောရရင်ဗျာဒီ NLD အစိုးရလက်ထက်ပေါ့နော်2019မှာအာ writer Christina Key ရိုက်တဲ့ now and ever ရုပ်ရှင်ကပေါက်တယ်အဲ့ဒီမှာကျွန်တော်တိတိလောက်ပြောရလို့ရှင်သူတို့သိန်း2000လောက်ရတယ်အဲ့ဒီအချိန်မှာဒီပြည်တွင်းမှာရုပ်ရှင်ထုတ်လုပ်သူတွေကရုပ်ရှင်ကားတကားကိုသိန်း12000လောက်ထိကိုရင်းပြီးတော့ကိုထုတ်ကြတာအဲ့ဒီအချိန်ကဒေါ်လာဈေးက1000ပတ်ချလဲပဲရှိတယ်အခုချိန်မှာထုတ်လုပ်သူကသိန်း2500အောက်ပဲကုန်ကြခံပြီးလုပ်တယ်ဗျာ မင်းသားကြီးက3900 3800ဟာနေပြီးတော့3000 1200တော့ဖြစ်ရှိတယ်ဗောလေအဲ့တော့ဒီ3500ကုန်ကြစိမ်းမှာတဝက်လောက်နီးနီးကမင်းသားကိုပေးလိုက်ရတာကျန်တဲ့တဝက်ကဒရိုက်တာမင်းသမီးနောက်ရိုက်ကူးရေးနဲ့ဒီတခြားစပ်ပုဆိုင်ရံတွေရတယ်ဗောနော်ဒီလိုအခြေအနေမှာအလိုမ quality ကားတွေဆိုတာထုတ်လို့ဖို့မလွယ်တော့ဒီပတ်စံနဲ့ ဘလို့ခီးတွေသွားပြီးရိုက်မယ်။ဘောကားတွေပဲရိုက်လို့ရတယ်။ Wow ဒီအကြောင်းအရာတွေကိုကြားရတာတော်တော်အံ့ဩမိပါတယ်။ပြည်တွင်းမှာဒီလိုကြီးမားတဲ့ရုပ်ရှင်မားကတ်ကြီးရှိနေတဲ့အချိန်လူတို့ကိုအတွေးခေါ်ရင်ပိုတိုးတက်လာအောင်ဖန်တီးပေးမဲ့ရုပ်ရှင်မျိုးပြသဖို့ဘယ်လိုမျိုးလုပ်တင်တယ်လို့ထင်ပါတယ်အကိုဒီလိုအခြေအနေတွေကိုလူကြော်လွားမလဲဆိုလို့ရှိရင်ရုံးတွေခွဲလိုက်ပေါ့ဗျာ။ ပေါ်ကားပြတာကတက်တက်အမှုပညာမြောက်ဖန်တီးတဲ့ရုပ်ရှင်တွေပြတာတက်တက်အဲ့လိုခွဲလိုက်လို့ရပါတယ်။ဒါမှမဟုတ်လို့ရှင်လည်းအချိန်ဇာတ်တွေမှာခွဲလိုက်ပြီးတော့ပြပေးလို့လည်းရပါတယ်။ဝစီယာရုပ်ရှင်လို့ဆိုရင်လည်းဗျာပိတ်ထားတာမပေးမတုံထားဘူး။တကယ်တမ်းကဆန္ဒရှိလို့ရှင်ပိုကောင်းအောင်လုပ်ရပါတယ်ဗျာ။အလောက်ကြတာ အရေးကြီးဆုံးကတော့ယင်းနစ်နေတဲ့မြမရုပ်ရှင်ကိုကဲတင်ဖို့အတွက်ကြည့်ရှုနေတဲ့ပရိသတ်တွေကဘယ်လိုထင်ပါလဲကိုယ့်ရဲ့ထင်မြင်ချက်တွေကိုရေးသွားပေးကြပါအောင်ကြည့်ရှုနေတဲ့ပရိသတ်တယောက်ချင်းစီကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ကျမကတော့နေကြည်ထပ်ပါရှင်အော်ပြောဖို့မေးလို့ကျမတို့တောင်မြန်မာဘက်မှာတော့ရုပ်ရှင်ကြည့်တဲ့အခါရုပ်ရှင်ုံထဲမှာဘယ်အလံမှလည်းမမြင်ရတလို့မတက်ရက်စရာလည်းမလုံးနော်